အားလုံးဆောင်ညွှန်နေကြရတဲ့ဟော်ဒီကဒိုင်းရော့အပြင်တာမက်တို့အဲလစ်တို့ရဲ့ revamp အဆိုလို့ရှင်တော့ဖြင့်စီစဉ်ကုန်ပြီးတော့ကျွန်တော်တို့ရဲ့ official server ကြီးကိုဟော်ဒီက update patch အသင်းနဲ့အတူရောက်ရှိလို့လာပါပြီ။တာဝန်ဝတရားအရကျွန်တော်အနေနဲ့ကဒီနေ့ view လေးမှာတော့ Moto အနေနဲ့ revamp လုပ်တဲ့ဟော်ဒီကနှဆို၃កောင်လုံးကိုရှင်းပြပေးပါမယ်။ပထမဦးဆုံးတစ်កောင်ကတော့အခုလက်ရှိကျွန်တော်ခြင်ထားတဲ့ဒိုင်းရော့ဖြစ်ပြီးတော့မှ Moto အနေနဲ့ revamp လုပ်တာပြောပြမယ်။သူ့အနေနဲ့က Hero model တွေ scale model တွေကိုပဲပြောင်းပေးလိုက်တာ။ဒိုင်းရော့ကြီးကို scale နဲ့ပတ်သက်လို့ဘာထွေထူးမှမပြောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကပြောင်းလဲသွားတဲ့ Hero design နဲ့အဲဘယ်လိုပြောရမလဲ scale design တွေကိုဒီနေ့ view လေးမှာဘရာရိုကိုရှင်းပြပေးပါမယ်။ဇလန်လေးရဲ့အဆမှာတော့မျက်လုံးနှလုံးကလင်းနေဗီယာမင်းမသိတဲ့ကောင်လေးတယောက်ကခင်းရောင်းနေဖုံးလွှဲထားတဲ့အမောင်ထုတွေကနေပြီးတော့လက်နှစ်ဖက်မှာအကွင်းတွေနဲ့ထွက်လာခဲ့ပါတယ်။သူရဲ့လက်နှစ်ဖက်မှာဆွနေတဲ့အကွင်းတွေကသွေးတန့်တရေရဲနေဆိုတော့အမ်သူပြောရှင်တဲ့တဘောကကြတော့သူရှိမှလူတွေအများကြီးတတ်ခဲ့တယ်ပေါ့။အမ်မွန်တုံရီဗန်လိုက်တဲ့ဟော်ဒီကဒိုင်းရော့ကိုကြီးကြီးအားတလောက်ဆိုလို့ရှင်တော့အနေနဲ့များကျွန်တော်အုံးနေဟိုးရင်တော့ဒိုင်းရော့ထက်ဆာလို့ရှင်တော့သူရဲ့ဘက်မှာစစ်ပက်တွေပါလာပြီးတော့မှပုံပြီးတော့ရှင်ရတာပေါ့။ ရီဗန်လိုက်တဲ့ Dynamo SK1 ကိုကြီးကြီးမဲ့ဆိုလို့ရှင်တော့သူ့အနေနဲ့ကပက်စင်မရှိတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့အုံကြီးလိုက်မယ်ဆိုလို့ရှင်တော့ဘာမှ gradient color တွေပါတယ်မပါဘဲနဲ့ရိုးရိုးပါပဲ color only သူ့အနေနဲ့က၃ဝေးထားတယ်။ K2 ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်လည်းသူ့အနေနဲ့ကအရင်အားနဲ့ဘာမှတိတ်ပြီးတော့32ကိုပြောင်းလဲတော့ဘူး။ဒါပေမဲ့ဒါတွေအားလုံးကကျွန်တော်တို့အနေနဲ့ Dynamo ပက်စင်မရှိတဲ့အချိန်မှာ၃နေတာဖြစ်ပြီးတော့ Dynamo အနေနဲ့ပက်စစ်တန်ပြည့်တဲ့အချိန်ကြောင့်လို့ရှင်သူ့ရဲ့ SK တွေကဘယ်လိုများပြောင်းလဲသွားလဲဆိုတာလေးကိုကျွန်တော်ပြပြပြောရမယ်။ဒါကတော့ကျွန်တော်တို့အနေနဲ့ Dynamo ပက်စင်ရှိနေတဲ့အချိန် SK1 ကိုသုံးမယ်ဆိုလို့ရှင်တော့ red color ဘက်ကိုနည်းနည်းလေးတွားပြီးတော့မှအားလုံးမြင်နေရတဲ့အချိန်မှာ SK1 SK2 ဘက်မှာ သူ့အနေနဲ့ကအယောင်လေးတွေတောင်းနေမှာဖြစ်ပါတယ် revamp လောက်ခင်ဒါတော့တော့ကလည်းကျွန်တော်တို့အနေနဲ့ passive ship ဆိုတာနဲ့ scale 1 scale 2ကအယောင်တောက်တယ်ဆိုပေမဲ့အခုတစ်ခေါက်မှဆိုလို့ရှိရင်တော့သူ့အနေနဲ့ကလုံးဝ red color ဘက်ကိုသွားပြီးတော့မှ demon effect တွေကတိတိတတ်တာကြီးကိုတောက်နေတာဗျာ revamp လိုက်တဲ့ဒါတော့မှအကောင်းဆုံးတစ်ချက်ကသူ့အနေနဲ့ scale ကိုတုံးတဲ့ခါကြောက်လို့ရှိရင်အရင်လိုမျိုးအမ်ရိုင်းမလေးတော့ပဲနဲ့ကျွန်တော်တို့အနေနဲ့ကပေါ့ပေါ့ပေါ့တုံးလို့ရတယ်နောက်ပြီးကြတော့အားလုံးသိထားကြတဲ့အတိုင်းပဲ dino ဆိုတဲ့ hero က ns pattern နဲ့ wise ဆိုတဲ့ item နဲ့ချောင်းထွက်တာနဲ့ကျွန်တော်တို့အနေနဲ့က damage တွေက share ကြီးတွေကိတ်နေပြီးတော့အားရွေးမှ enemy ကိုတော်တော်လေးလိုက်ချရတာအဆင်ပြေပါတယ် ယ်နောက်တစ်ချက်အနေနဲ့ကတော့ Dyron Player လေးတော်တော်လေးဟိုမှာပဲစိုးရင်ပူပန်နေကြတဲ့ဟောဒီက Dyron ရဲ့ Ultimate ရဆိုလို့ရှိရင်တော့ဖြင့်ကျွန်တော်အနေနဲ့ Revamp လုပ်ခင်ရအတိုင်းပဲဘာမှအသိပြီးမပြောင်းလဲပါဘူး AD သုံးနေစဉ်အတွင်းမှာ Franco Jamie ရတို့ကာကြယ် Ultimate နဲ့ဆွဲခေါ်ဟာမျိုးကြလို့ရှိရင်လေသူ့ရဲ့ AD ကို cancel လိုက်မှာမဟုတ်ဘဲနဲ့ကျွန်တော်အနေနဲ့ကအရင်တော့အတိုင်းသုံးလို့ရမှာဖြစ်ပါတယ်အမှန်တော့လေကျွန်တော်အနေနဲ့က Dyron ဆိုတဲ့ Hero ကအကန့်ရလွယ်ဆုံး Hero တစ်ကောင်လို့ပြောလို့ရမယ်တိလားဘာမှအသိ scale နဲ့ပတ်သက်လို့အယုံ၆နေစရာမလိုဘူး scale 2နဲ့ enemy ကိုခေါင်းခေါက် scale 1သုံးပြီး AD ထိုးတက်လို့ရှိရင် enemy တစ်ကောင်တော့အေးဆေးပြောက်ကဲတားမဲ့ player လေးတွေအတွက်က တော့လုံအောင်တင်းကောင်းဖြစ်တဲ့ဟော်ဒီကဒါမဲ့ revan ကြီးကိုကြီးရမယ်ဆိုလို့ရှင်တော့ဖြစ်ရင်လုံအောင်လုံအောင်ယူမွန်တိုနေနဲ့ share revan လိုက်တယ်လို့ကျွန်တော်တို့နေနဲ့ပြောလို့ရတယ်မွန်တိုနေနဲ့ကတာမတ်ကိုနွားကြီးလို့တီးတောင်အောင်ဆိုပြီးတော့မှဂျိုကြီးကိုပြူးနေအောင်ထည့်ပေးတာပြီးတော့ခြေထောက်မှာလည်း quarry ထည့်ပေးတာတော့တွားပြီးဗောမင်းနွားကြီးကိုတော့မွန်တိုနေနဲ့က hero design နေတာမကဘဲနဲ့သူ့ရဲ့ passive ကိုပါ revan လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နေနဲ့ကနည်းနည်းပပလီကြောရှိချင်ပါတယ်ကြောင်းနေသွားရဲ့တာမတ်ရဲ့ passive ဟာဆိုလို့ရှင်တော့ဖြစ်ရင်ကျွန်တော်တို့နေနဲ့သူ့ရဲ့သွေးဘာရင်းလေးအောက်မှာအနီးအောင်ဘာရင်းလေးပါလာမှာဖြစ်ပြီးတော့အဟာပြေးပြီးဆိုတာနဲ့ကျွန်တော်တို့နေနဲ့ကအမ်ဘယ်လိုလဲသူ့လက်မှာကင်ထားတဲ့ဟာကြီးနဲ့အပေါ် ါ်ကိုတက်ပြီးတော့ခုတ်ပါဗျာ။လန်အီလာဒါအီလာဘာအီလဲတော့ကျွန်တော်လည်းတေးချာမပြောတတ်ဘူးဆိုပေမဲ့သူ့အနေနဲ့ကပက်စစ်ပြည့်ပြီဆိုတာနဲ့အခုလိုမျိုး brand တော့မြင်နေရတဲ့အတိုင်းပဲအပေါ်ခုတ်ပြီးတော့ခုတ်မှဖြစ်ပြီးတော့မြေကြီးတွေကနေလည်းချော်ရီတွေထွက်လာမှဖြစ်ပါတယ်။မွန်တွန် revive လိုက်တဲ့တားမတ်အီလာဆိုလို့ရှိရင်တော့ဖြစ်ချော်ရီတွေမိပွားရေးနဲ့ပြည့်နှက်နေတဲ့ဒီမွန်တကောင်လို့ပြောလို့ရတယ်။ စကေးဝမ်ဘိန်းတုံးကြီးလှိမ့်ပြီးတော့ပြေးတာတော့ကျွန်တော်အနေနဲ့ဘာမှတိတ်တူတူမရှင်းပြတော့ဆိုပေမဲ့ကျွန်တော်အကြိုက်ဆုံးတစ်ချက်ကတော့သူ့ရဲ့စကေးတူးပါစကေးတူးကြီးကဘယ်လိုပြောရမလဲ revamp လုပ်ခင်တော့ skate တူးတွေကျွန်တော်အနေနဲ့ revamp လုပ်ပြီးမှ skate တူးကိုတုံးကြည့်လိုက်တဲ့ခါကျလို့ရှိရင်တော့သူ့အနေနဲ့ကပေါပေါပပနဲ့ကလန်းခုံမှဖြစ်ပြီးတော့အောက်ကနေမီးဖွားတွေဖွားကနေဆိုပြီးတော့ထွက်လာလိမ့်မယ်စာကလေးကတာမတ်ဆိုတဲ့ဟီးရိုးကမီးဖွားတွေချော်ရည်တွေမီလီယံအနေနဲ့လှူစားတဲ့ hero တကောင်ဖြစ်တဲ့တူချာမလို့ motor အနေနဲ့ဒီလိုမျိုး revamp ပြလိုက်တာကတော့တော်တော်လေးဥမှန်မိုက်တယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရပါတယ် revamp လုပ်လိုက်တဲ့တာမတ်မှာအထူးခြားဆုံးချက်တစ်ချက်ဆိုလို့ရှိရင်တော့အဖြစ်ကျွန်တော်အနေနဲ့ basic အတက်ကြီးကလုံးဝလုံး ဝါယူပတ်စစ်ပြည့်နေတဲ့အချိန်မှာတုံးမဲ့ဆိုလို့ရှိရင်တော့ရှယ်ကြီးကိုမြန်တာဗျာဒီမှာဆိုရင်အဲ့ဒီတုံးပြည့်ရာနဲ့ကျွန်တော်အနေနဲ့ကဘာအိုင်တမ်မှမထည့်ဘဲနဲ့အနေမျိုးခုတ်တာတော့မှအားလုံးမြင်နေရတဲ့အတိုင်းပဲအတက်စပီကြီးကလုံးဝလုံးဝယူရှယ်ကြီးမြန်နေတဲ့အပြင်ကိုမှကျွန်တော်အနေနဲ့မီးပွားတွေလည်းတောက်လျှောက်ထွက်နေတာဗျာအဲ့ဒါကိုမှကျွန်တော်အနေနဲ့က Crossing Side တို့ Grand Strat တို့လိုမျိုး identity ပေါင်းထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြင့်လုံးဝလုံးဝယူအတက်စပီကြီးကမြန်နေမှာဖြစ်ပါတယ်ကျွန်တော်တိတ်မကြိုက်တာကတော့ Alice လို့ပြောလို့ရပါတယ်ဘာလို့တိတ်မကြိုက်လဲဆိုတော့ဒီမှာဆိုရင် Brawl အားလုံးမြင်နေရတဲ့အတိုင်းပဲသူ့အနေနဲ့ကဆားထွက်လာကြတဲ့ဘာလို့နေလဲဆိုတော့အတောင်ပန်းမှာပြင်ပန်းကကြီးလို့ရှိရင်တော့ တိတ်ပြီးမသိတာဘူးဆိုပေမဲ့ကျွန်တော်အနေနဲ့ train man ကကြီးလိုက်တဲ့ခါကျလို့ရှင်တော့ Alice ရဲ့အတောင်ပိုင်းကတိတ်ပြီးတော့အာဘယ်လိုပြောရမလဲအသက်မဝင်ဘူးပေါ့ဗျာဒါပေမဲ့အရင်ထက်စားလို့ရှင်တော့ကျွန်တော်ရဲ့ Alice ကဆိုလို့ရှင်တော့ဖြင့်ပို့ပြီးလဲလှတာလို့ကိုင်းရတာကလည်းပို့ပြီးလွဲကူလာပါတယ် scale 1ကတော့အရင်တော့အတိုင်းပဲကျွန်တော်အနေနဲ့တုံလိုက်တဲ့ခါကျလို့ရှင်တော့အလုံးတလုံးပြစ်မှာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ကအဲ့ဒီအလုံးလေးရောက်သွားတဲ့နေရာတက်လီပေါလို့ရမယ်ဂျန်နေဟာကတော့သူ့အနေနဲ့ scale 3လို့ enemy ထီသွားတဲ့ခါကျလို့ရှင်တော့သူ့ရဲ့ passive energy ဘာရန်လေးကတဝက်ရောက်လာမှဖြစ်ပြီးတော့နောက်တစ်ချက်ထပ်ထိလို့ရှင်တော့သူ့ရဲ့ passive energy ဘာရန်လေးကအပြည့်ဖြစ်သွားမှာပါ energy ဘာရန်လေးကအပြည့်ဖြစ်ပြီးဆိုတာနဲ့ င်ကျွန်တော်တို့ဟိုး you know OLS လို့မျိုး AD 3တဲ့ခါကျတော့လို့ရှိရင်ပေါ်လာတဲ့အမ်ဘယ်လိုပြောမလဲ enemy တွေကိုတွေးနှုတ်မယ်ပြီးကျတော့လို့ရှိရင်သူ့အနေနဲ့ကတွေးတက်မယ်ပေါ့ဗျာအဲအဲ့လိုပုံစံမျိုးကိုပဲသူ့အနေနဲ့ကပက်စစ်မှာထည့်ပေးရတာဖြစ်ပြီးတော့ကျွန်တော်တို့သိထားမယ့်ချက်ကအရင်လောက်တော့တွေးတက်တော့မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဆက်တဲ့ item ပုံမှာပဲမူတည်ပြီးတော့တွေးကအနည်းနဲ့များတက်မယ်ဆိုတော့တာမန်အဖြစ်ကျွန်တော်တို့အနေနဲ့ပက်စစ်ပြည့်နေတဲ့အချိန်မှာ enemy ကိုပက်စစ်လေးနဲ့အမ်ဘယ်လိုပြောမလဲတွေးတွေဆုပ်ယူတဲ့ခါကျတော့လို့ရှိရင်တော့သူ့အနေနဲ့ကတွေးက11 plus လောက်ပဲတိုးမှာဖြစ်ပြီးတော့ holy crystal ကိုအသာထားပြီးတော့ကျွန်တော်တို့အနေနဲ့ origin ဒါမှမဟုတ်လို့ရှိရင်လဲ concentrated energy ကို20 ချောင်းပေါင်းပြီးထဲလိုက်မယ်ဆိုလို့ရှင်တော့ဖြင့်အားလုံးမြင်နေရတဲ့အတိုင်းပဲ Your blood empowers me. တွေးက60 blood down တက်ပါတယ် နောက်ပြီးကြတော့ကျွန်တော်တို့အနေနဲ့ Alice Passage ရှိနေတဲ့အချိန်မှာ Skate 2တုံးမယ်ဆိုလို့ရှိရင်တော့ Skate 2ကနှစ်ခါပြန်ရိုက်မှာဖြစ်ပြီးတော့သူ့ရဲ့ Enemy ကဆိုလို့ရှိရင်တော့တုံးလိုက်တဲ့အခါကျတော့ရှိရင် Enemy တွေအကုန်လုံးကိုသူ့အနေနဲ့ကအာ Stand Bay မှာဖြစ်ပြီးတော့အုံဝင်နေဆိုပြီးတော့ Magic Power အလုံးနဲ့ Enemy ကိုပစ်ချလိုက်မှာဖြစ်တယ်ဆိုတော့ Alice ဆိုတဲ့ Hero ကတော့ကျွန်တော်ကန်ကြီးရတဲ့လောက်ဆိုလို့ရှိရင်တော့အပြင်အရင်လောက်တော့တိတ်ပြီးလောက်ကွက်မထွက်ဘူး Enemy ဘက်မှာ Stand နေဒါမှမဟုတ်လို့ရှိရင်လည်း Burst Damage များတဲ့ကောင်တွေပါလာခဲ့လို့ရှိရင်တော့ Alice ဆိုတဲ့ Hero ကဘာဆိုဘာမှအလုံးမရတဲ့ကောင်မှာကျွန်တော်အကြိုက်ဆုံးကတော့တာမတ်ဖြစ်ပြီးတော့ကန်ကြီးရတဲ့လောက်ဆိုလို့ရှိရင်တော့ ောက်ဖြင့်အရင်အထက်ပိုပြီးတော့ကျန်လာတဲ့အပြင်ကမှဆော့လာလဲအရင်အထက်ပိုပြီးတော့ခူးဖြစ်လာတယ်လို့ခန်းစားရတယ်ဆိုတော့ဒီဟီးရိုး၃ောင်းနေမှာဘရောင်းအနေနဲ့ဘယ်ဟီးရိုးကိုပိုကြရလဲဘယ်ဟီးရိုးကကင်ရတာပိုလွယ်လာတယ်လဲဆိုတာလေးကိုကွန်မန့်မှာပြပြပေးထားနိုင်ပါတယ်ဗျာကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ချင်တယ်ဒီတော့ကဗီဒီယိုအဆုံးနဲ့ကြည့်ရှုပေးခဲ့တဲ့ဘရာဒါတူတူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်လို့ပဲကျွန်တော်နေပြောချင်ပါတယ်